ူ့အနဲ့သူ့အချားမြင်ရတယ်။နားထဲကကြာမျက်စိကမြင်ရတယ်။ဆက်လို့အမှားဘူးလေ။တနေ့ဆက်လေးတယောက်တည်းရတာ။ဆက်လေးကအငယ်။ဆက်လေးအမား၄မိနစ်ချီတဲ့အန်ဒီချိုကဆက်လေးလေအဖိုင်းနဲ့နှစ်ခါလူလူတွေ့ရတာဒီလိုအဖြစ်မှာ။ဆက်လို့ပညာတွေအဖိုင်းရဲ့နေပြီးတော့ဒီလိုပေါ့နော်မေတ္တာဓာတ်ပညာတွေပြီးတော့ဆက်လေးကအဖိုင်းရဲ့ဓာတ်နဲ့ပဲသာသနာပြုတာ။ဆက်လေးဖြစ်ရောက်ခေါ်ဖေးကြတော့ရကန်းတဲ့တော်ဆရာဖျားကြီးရဲ့သာသမီ။ တာဖခြင်းထူတာမှဓာတ်ချင်းမထူကိုခေါင်းရသားမြေအလုံးစုံကလည်းကဲတိုင်းနဲ့ကဲလို့မရတဲ့လူတွေကအများကြီးရှိတယ်လေကုသအကုသနဲ့လည်းဆိုင်တယ်ခင်မွေးဆက်ပါဆောက်ကားတဲ့လူတွေကြတော့လည်းကဲလို့မရဘူးအဲ့လိုရေတွင်းနဲ့နဲ့နေတဲ့လူကအတင်းဆွဲတင်ရတယ်လို့ပေါ့ကိုအရန်အားဆက်ရတယ်ညပေါင်း340လောက်ကဆက်လေးက6နှစ်တမီတွေကဒီလိုမျိုး ဟောပြောတတ်တာလေဆိုဆီလေးတုန်ကင်နဲ့ဟောတာဆီလူတွေ့ဖို့ကတနှစ်ခွဲလောက်ဆောင်းရတယ်ဘုတ်ကင်နဲ့အဘုတ်ကင်နဲ့ယူရတယ်အဲ့လိုယူရတဲ့အခါကျတော့ဆီလေးကရက်အပြည့်ဟောတယ်တနှစ်လနေတရက်တည်းနားတယ်ပြီးတော့ဆီလူ1989ခုနှစ်မှာအဖဘုံငင်းကောင်ကြီးကဆီလူနိုင်ငံခြားလွတ်ခိုင်တော့နိုင်ငံခြားဆီလေးထွက်သွားတယ်ထွက်သွားပြီးနိုင်ငံမှာသာသနာပြုဖို့ဆိုတော့ဆီလေးထိုင်းနိုင်ငံမှာတစ်နှစ်နေခဲ့တယ် ဂျပန်နိုင်ငံမှာ16နှစ်နေနေခဲ့တယ်။ဆက်လိုက်16နှစ်ပေါ်နိုင်ငံညပြန်လာတော့ဆက်လိုက်ဒီအလုပ်ကိုမလုပ်ချင်တော့ဘာဖြစ်လို့လဲလို့ဆိုတော့လူတွေအပူတွေကကူးတယ်လေ။အနူကမကူးပင်နဲ့အပူကကူးတယ်တကားလေးရဲ့။အဲ့တော့ဆက်လိုက်မလုပ်ချင်တော့ဘူးဆိုဆက်လိုက်ဖေးရောက်ခေါ်ဖေးရ။တမီးလေးရဲ့တဲ့။နေရတဲ့ငါရဲ့ပခုံးမြောင်းတောင်ဝင်ယူရမယ်။တမီးဖြစ်တယ်ပေါ့။ဖေးရတာတနာတမိဆက်ပြီးတောင်းယူရမှာဆိုတော့ဆယ်လေးကိုအနဲ့ဆယ်လေးရနေပြီးတော့ ဟိုကဲအဲ့ဆိုအဖြစ်ရဲ့စကားကိုလည်းနားထောင်လာကြအောင်ဆက်လက်ဒါဆိုတပတ်ကိုတည့်ရဟောပေးမယ်ဆိုဆက်လက်တပတ်ကိုတည့်ရတဲ့ဟောတာတော့ရာကြီးရတော့တပတ်တည့်ရဟုတ်တယ်သားလေးရန်ပင်မှာဂျာရက်တရားကြောင့်ဆက်လေးအဋ္ဌဝင်နေ။နောက်ဆက်လေးအင်းနေချရတယ်။လူတွေရဲ့အခက်အခဲတွေဆက်လေးကအင်းနေချပေးတယ်။အဓာတ်တွေစင်ပေးတယ်။အဲ့လုတ်တွေဥပေါ်ကိုယ်လှုပ်လာတာပေါ့။အဲ့ဂျာရက်တွေလှုပ်ပြီးတနင်္ဂနွေနေ့ကျတော့ဒါတွေပြန်ပေး။နောက်မျိုးစုံပေါ့။လူမျိုးမျိုးကိုကင်ဆယ်ရတာ။ ချောင်းနဲ့တမီးတွေကကြတော့ဒီကဟောရဲဆိုကြတော့ဒါအိမ်မက်တွေရလာဟုတ်ဒါလေသူ့အနေသူ့အချားမြင်ရဩနားထဲကကြာမျက်စိကမြင်ရဟုတ်တယ်သူစမ်းဇလုအမှားဘူးလေတနေ့ဆက်လေးတယောက်ထဲရတာဩဆက်လေးအငယ်ဆက်လေးအမ၄မိနစ်ချီတဲ့အန်တီချိုက တော့အပိုင်းနဲ့ကျတော့ဘယ်ချိန်မှဆက်သွယ်မိသွားတာလဲအဲ့ကြတဲ့ဟာချောင်းနဲ့သမီးတွေကဟုတ်တယ်ကလေးဘွားတွေကအပိုင်းဟုတ်တယ်ဘိုင်းကိုဆက်လေးဆက်လေးလေအပိုင်းနဲ့နှစ်ခါလူလူတွေ့ရတာဒီလိုအပြင်းပါဆက်လို့ပညာတွေအပိုင်းရဲ့နေပြီးတော့ဒီလိုပေါ့နော်မေတ္တာဓာတ်ပညာတွေပြီးတော့ဆက်လေးကအပိုင်းရဲ့ဓာတ်နဲ့ပဲသာသနာပြုတာဆက်လေးဖြစ်ရောက်ခေါ်ဖေးကြတော့ရကန်းတဲ့နောက်ဆက်တော့ဖျားရဲ့သာသမီတာဖခြင်းတူတောင်မှဓာတ်ချင်းမတူဒါတွေကကျတော့တာလီရဲ့ အရင်ကနည်းနည်းတယ်ဟိုခေါင်းရသားမြေအလုံးစုံကလည်းကဲတိုင်းနဲ့ကဲလို့မရတဲ့လူတွေကအများကြီးရှိတယ်လေကုတုအကုတုနဲ့လည်းဆိုင်တယ်ခင်မွေးဆက်ပါဆော့ကားတဲ့လူတွေကြတော့လည်းကဲလို့မရဘူးအဲ့လိုရေတွင်းနဲ့နဲ့နေတဲ့လူကအတင်းဆွဲတင်ရတယ်လို့ပေါ့ကိုအရင်အားဆက်ရတယ်ချွတ်ချက်လည်းပေါ့ပေါ့ပါပါနဲ့ကဲလို့ရတယ်ဒါတွေလည်းအမျိုးစုံရှိတယ်ဒီကက်ကကြတော့ပို့ဆိုးတယ်ခင်မွေးဆက်ပါကိုဆော့ကားတဲ့လူတွေကပုံများတယ်လေသိတယ်ဗျအဲ့ဒါမျိုးဆိုဒါကြောင့်အသေးဆိုးအနေဆိုးနဲ့ နေချရတယ်။ဟုတ်တယ်လား။တခါလေးရေရေထဲမှာရောက်ပြီးရေငတ်နေကြတယ်။ထမင်းအိုးထဲမှာထမင်းပြောက်လိုက်မယ်တဲ့။ကုတီလိုဖြစ်နာလေ။ယောဂထူးထူးဆန်းဆန်းနေဖြစ်တယ်။ဟုတ်လား။တောကတွေမြောက်အများနဲ့အပူတွေရှိတယ်။ရသမြတ်ပတ်စံမလောက်ဘူး။ရလို့လှုပ်ဖို့တောင်းမှုဆိုအဝေးကြီးပဲ။ လူဖို့တောင်းဖို့ဆက်လို့ဗုဒ္ဓဘာသာလူမျိုးတွေတိတ်လူကျင်တာတကလေးရဲ့သူများလူတဲ့ဥစ္စာပဲထိုင်ပြီးသာဓုခေါ်နေရကိုယ့်လက်ကလေးနဲ့လှူခြင်းနဲ့ကိုယ့်လက်ကလေးနဲ့ဖျားတဲ့ခြင်းနဲ့ကိုယ့်လက်ကလေးနဲ့သာသနာပြုခြင်းနဲ့လိုအပ်တဲ့နေရာပရဟိတအလုပ်တွေလှူခြင်းနဲ့ဟဲ့လားနောက်ပြီးတော့ပရိယတ်တိပฏิပတ်တိသာသနာတွန့်ရှိခံမြောင်းပါရမီဖြည့်ခြင်းမင်းနဲ့ကိုယ်ကလုံနိုင်တဲ့အာမရှိဘူးအထုတ်ကြီးအထည်ကြီးတိမ့်ပလောက်များစွာလှူမအလှူမဟုတ် ဲ့လောက်လှူတော့ရတယ်မင်းစိတ်မပြိုင်ဘာဖြစ်မှာအဖြူမဲမကွဲဆိုလှူတာကလည်းလှူတာပဲရှိတာအဖြူမဲကွဲကိုစိတ်ကလေးဖြူနေပုံပဲလှူတာဟုတ်လားမဟုတ်လားကိုဒီဒီချိန်မှာကတ်ဆိုင်နေတဲ့အချိန်ဒီမှာတည်ခြင်းတရားမနေ့ဖက်နဲ့တည်နိုင်တယ်ချက်ချင်းနဲ့တည်နိုင်တယ်တမီးရဲ့မတည်ချမ်းနဲ့မရရတဲ့လောင်းကိုရှောက်နေကြတာအားလုံးကဒီရှောက်နေတဲ့အရာမှာအကောင်းဆုံးငါတို့ဘာလုပ်မလဲ ကောင်းလို့ဘာဖြစ်အောင်လုပ်မလဲဒါကြောင့်ဆယ်လေးရှိလာတဲ့ဧည့်သည်တနည်းဦးနေတဲ့ဖျားရှစ်ကိုဟာရပ်ဖတ်တယ်ဖျားရှစ်ကိုရပ်ဖတ်ပြီးတော့မှဆယ်လေးဧည့်သည်ကိုဟောတယ်အဆောင်လေးပေးတယ်ပစ္စည်းတွေမွေးတယ်လာတဲ့လူတဲ့ပစ္စည်းတွေဆယ်လေးဘာတခုမှမယူကုန်ပြန်ဘူးလားဆယ်လေးညီမတွေကပြည့်စုံတယ်တမီမလို့ဘူးအားလုံးဆယ်လေးနိုင်ငံညမှာနေကြတာအချိန်နေကြတော့ဆယ်လေးတို့အတွက်ပြည့်စုံတယ်အဆောင်မလို့တော့လားအဲ့တော့ဆယ်လေးတို့ကတာသနာပဲပြုပြီးတော့ကိုအကောင်းဆုံးပေါ့နော် ဘွားတခုအဆုံးတတ်ဖို့အတွက်ကဆရာလေးတို့အနေနဲ့လာတဲ့လမ်းကိုပြန်တဲ့လမ်းနဲ့တတရာနဲ့ပဲဆရာလေးရအကောင်းဆုံးပဲပြန်သွားခြင်း